ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ။သကောက်ပြည်သက်များအားလုံးပဲမင်္ဂလာပါ။ဂျူလာ၁၄ရက်နေ့မှာဒါအမေရိကန်နိုင်ငံကအရှင်အဖြစ်လက်ခံကျင်းပသွားမယ်။ Club Vocal ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့တူစီတူကနေပြောပါတုံးသက်တင်ဆက်ပေးတော့လို့ရှိပါတယ်။ Club Vocal ပြိုင်ပွဲကပြည်သက်တွေနဲ့ရင်းနှီးခဲ့တာတော့တော်တော်ကြီးကိုကြာပါပြီ။ဒါပေမဲ့ဒီနှစ်2025ခုနှစ်မှာကျင်းပပြုလုပ်မယ်။ကမ္ဘာ Club ကကဘာဖလားပြိုင်ပွဲကတော့ရှင်တူတရားနဲ့လုံးဝပုံစံမတူဘူးအသိအရေးအတွက်များသလိုစုကြည်အဖြစ်နဲ့ ကလပ်တင်းတိုင်းအတွက်တကယ်ကိုမှတ်မောစရာပမာဏရှိပါတယ်ချန်ပီယံဖြစ်တဲ့အသင်းကဒါစုကြီးနဲ့ဒါရုပ်တန်နဲ့စုကြီးစုလို့ပါပဲဒါယူရိုတန်း120ကျော်လောက်ထိရနိုင်တဲ့အခြေအနေရှိတဲ့အတွက်အခုဆိုရင်ဒါကလပ်တင်းတိုင်းကလည်းကမ္ဘာကလပ်တိုက်ပွဲအတွက်အကောင်းဆုံးပြင်ဆင်နေကြတာကိုဒါတွေ့ရပါပါဒီပွဲစဉ်နဲ့ပတ်သက်ပြီးဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့မှာပေါ့ဒါစီတူနဲ့ကျွန်တော်တို့လုပ်တဲ့ဆက်ပြီးတော့ပေါ့ရှိပါရဲ့စီတူရဲ့မင်္ဂလာပါညီမင်္ဂလာပါကိုကမ္ဘာကလပ်တိုက်ပွဲကအမှန်တမ်းပြောရင်ပထမဆုံးကတော့ဖစ်ဘရူရီကလည်းဝေဖန်တယ် ီစီနီယာကစားသမားတချို့တွေကလည်းဝေဖန်နေအခုလောလောဆယ်မှာတော့ဒီဝေဖန်နေတဲ့အဲမဲကိုပါသွားတဲ့ကစားသမားတွေလည်းဝေဖန်နေဟုတ်တယ်ဟုတ်တယ်ရိုဒရီโดဆိုတာဝေဖန်နေတယ်မှာပါတယ်အခုဒါမမီတော့နောက်ဝီယာဆိုကော်တွာရုပေါ့နော်ကော်တွာရုဆိုတဲ့အစောပိုင်းကကနေဦးကတော့ဝေဖန်နေတဲ့မှာပါတယ်အခုကတော့ဒီဝေဖန်တာတွေခဏဖယ်ထားပြီးတော့မှပြိုင်ပွဲပေါ့တော့ကရန်တို့ပြအောင် site ပြမှာဒါပြင်ဆင်လာကြတာဟုတ်တာကိုတော့တွေ့ရမှာဒီပြန်ပွဲနဲ့ပတ်သက်ပြီးတော့ပထမဆုံးစီတူရဲ့အမြင်လေးကိုတစ်ချက်မိတ်ဆက်ပြောပြပါဦး ဟုတ်ကဲ့ဗျဒီပြိုင်ပွဲကတော့အငင်းပွားစရာပြည့်နှက်နေတဲ့ပြိုင်ပွဲတစ်ခုပေါ့နော်အဲဒါပေမဲ့လည်းအချိန်တန်ရင်တော့လည်းကျွန်တော်တို့ဒီဟာအသားကြသွားကြတာပဲပေါ့နော်ဟုတ်ပါဘူးဒါပါကြီးကတော့ဒီလိုပဲလေပတ်နေရပဲဆိုတော့အော်ဒီလလောဆယ်မှာတော့ဖီဗာရဲ့ဒီငွေကြေးပေးချေမှုကအင်မတန်များပြားတယ်ပေါ့နော်ဟုတ်ကဲ့ဒီစုချေးကဒေါ်လာ1ဘီလီယံအောင်ရှိတယ်အဲ့တော့ဒီပါဝင်ယုံနဲ့ရရှိမဲ့စုချေးက ေါ်လာ925ဒန်းရှိပြီးတော့ဒီအဆင့်ပေါ့နော်ကိုယ့်ရဲ့ဒီတပွဲချင်းစီနိုင်လာလို့ဖလားရတာပဲအဆင့်ရောက်တာအစရှိတဲ့ပြင် performance related ကတော့495ဒန်းရှိတယ်ပေါ့နော်ဒါကြီးကအင်မတန်များပြားတယ် champion ဖြစ်တဲ့အသင်ကတော့ဒါ128.4ဒန်းရရှိမှာပေါ့နော်အဲ့တော့ဒီပမာဏက champion နဲ့ champion ထက်တောင်များနေသေးတယ်လို့သတ်မှတ်နိုင်တယ်ပေါ့အခြေခံ basic အဲဒီ reward ကိုပြောတာပေါ့နော်အဲ့တော့ဒါပေမဲ့ဒီ club ကပပလမ်းမှာတော့ဒီ broadcasting related ဟာတွေကထပ်ပြီးတော့ပေးဖို့တော့မရှိဘူးဘာရဲ့ကျင်းပတဲ့ပွဲရဲ့ထုံးစံအတိုင်းဒီ FIFA ပေးတဲ့ပတ်စံကိုရမယ်ပေါ့နော်အဲ့တော့ FIFA ပတ်စံကဘယ်ရရလဲဆိုတော့နည်းနည်းလေးအငင်းပွားရရှိရပေါ့ sponsor ကရတယ်ပေါ့နော်အဲ့တော့ sponsor တွေရရတဲ့အခါမှာ FIFA ဒီပွဲကိုပြီးခဲ့တဲ့ December လအထိထုတ်လွှင့်မယ်လို့မရှိဘူး Infantino ကဒီဟာကို lobby လုပ်နေကြပြီပေါ့နော်အော်သူ့အစီအစဉ်ကိုဒီ ထောက်ခံကြရတယ်ပေါ့နော်။ကောင်းတယ်ပေါ့။ဒါပေမဲ့တကယ်တမ်းကျတော့ထုတ်လွှင့်မလားဆိုတော့ဘယ်သူမှထုတ်မလွှင့်ခဲ့ကြဘူး။အပြည့်ဒီ BBC တို့အပြည့်ဒီအင်္ဂလန်နိုင်ငံရဲ့အထင်ကရဒီရုပ်သံကြီးတွေလည်းစိတ်ဝင်စားကြအောင်။နောက်ဆုံးမှာတီအေဇက်အန်ကဒဘီလီယံနဲ့ဝယ်ယူသွားတယ်ပေါ့နော်။ရုပ်သံထုတ်လွှင့်ခွင့်ဒဘီလီယံနဲ့ဝယ်ယူသွားတယ်။အဲ့တော့အင်မတန်များပြားတဲ့ပမာဏဖြစ်တယ်။တီအေဇက်အန်ကုမ္ပဏီက2023မှာဒေါ်လာ1.3ဘီလီယံလောက်အရှုံးပေါ်လာတဲ့ကုမ္ပဏီ။ဟုတ်ပါဘူး။ ဒါပေမဲ့သူတို့အင်အားရင်းကြီးပါလေဒါဒါပြတိန်တထေးကြီးပေါ့နော်ရုရှားမျိုးနွယ်ပဲအာဒီသူပိုင်းဆိုင်တာပေါ့နော်အဲ့တော့သူတို့ကတော့မြုပ်နှံမှုတွေတောက်လျှောက်လုံနေဒါပေမဲ့လေဒီဒေါ်လာ1ဘီလီယံဆိုတဲ့နှုန်းကများအောင်များတယ်ဒါပေမဲ့တိုက်ဆိုင်စွာပဲ FIFA ပေးတဲ့ပတ်စံလည်း8ဒေါ်လာ1ဘီလီယံဖြစ်နေပမာဏချင်းတူတာကိုပြောတာပေါ့နော်ဘယ်လိုစီးစင်းလဲဆိုတာတော့သူတို့မထုတ်ပြန်တဲ့အတွက်ကျွန်တော်တို့လည်းမသိရဘူးပေါ့လေပြီးတော့ဒါပြီးခဲ့တဲ့လမှာတော့အဲ့ဒီဒီ DSN ရဲ့ဒီ stake ပေါ့နော်ဒီ share ရာခိုင်နှုန်းတချို့ကို Saudi ကဝယ်ယူလိုက်တယ်ပေါ့နော် PIF fund ကဝယ်ယူလိုက်တယ်ဒေါ်လာ1.2 billion လောက်ရှိတယ်လို့သိရတယ်ဟုတ်အားလုံးက1.1 billion နေဝင်ကြေးအဲ့တော့ estimate အဲ့ဝင်ကြေးတွေပါเนาะအကုန်လုံးတိုက်ဆိုင်မှုတွေဖြစ်နေတယ်ပေါ့เนาะအဲ့တော့ဒါကတော့ fever နဲ့ပတ်သက်လာရင်ကြာတော့ အတူကိုသူ့ရဲ့ record ကမကောင်းဘူးပေါ့နော်။ကျွန်တော်ဟိုးစာမျက်နှာပြန်လန်စရာမလိုလောလောဆယ်2018 Russia ကဘာဖလား2020ကာတာကဘာဖလားကာတာကဘာဖလားမှာတင်ရုပ်သံထုတ်လွှင့်ခဲ့တဲ့ပတ်သက်တဲ့ပြဿနာတွေအများကြီးတတိတန်းတက်ထားတာပေါ့နော်။အခြားသောဒီလူခွင့်ရေးတွေဘာတွေညာတွေအလုပ်သမားခွင့်ရေးတွေထားအောင်ဒီလောလောဆယ် broadcast နဲ့တင်ကိုမှတ်တမ်းမကောင်းဘူးမော်ဖီပါ။အဲ့တော့အခုလေဒီ records လေးတွေရှိနေတဲ့အခါမှာမင်းကောတာလေးတွေရှိတယ်။ပြီးတော့ဒီဒီပြိုင်ပွဲရဲ့ competitiveness ပေါ့နော်ဘယ်လိုပြောမလဲဘယ်လောက်ထိပြန်ဆိုင်မှုပြင်းထန်မလဲပေါ့အရင်တော့ဆိုရင်ကလကပဗလာပွဲနည်းနည်းလေးပဲကစားတာဟုတ်ကဲ့ကစားပြီးတော့အချိန်တန်တော့ဒီ90%လောက်ကဥရောပအသင်းရဲ့ချန်ပီယံဖြစ်သွားတာပဲဆိုတော့အာဒီဒီပြိုင်ပွဲဆိုရင်လည်းဥရောပအသင်းတွေရပဲအဲ့လိုပုံစံမျိုးပဲသွားနေမှာပဲပေါ့နော်အဲ့တော့ competitiveness ကိုဒါ မေခွန်းလို့ဆရာရှိလာတယ်။ပြီးတော့ဒီခုနအကိုတင်ပြသွားသလိုပဲကစားသမားတွေကဝေဖန်တယ်ပေါ့နော်။သူတို့ရဲ့ဒီပို့ပြီးတော့ပင်ပန်းစီမယ်ပြီးတော့သူတို့ရဲ့အားလည်းရဖြစ်တဲ့အချိန်မှာသူတို့ဒါကိုကစားရမယ်ဆိုတဲ့ consequences တွေအများကြီးရှိတယ်။အဲ့တော့ပတ်စံမလုံးကြီးရတော့အကြီးပဲဒါမှမဟုတ်နောက်မှာ consequences တွေအများကြီးရှိတဲ့ပွဲဖြစ်ကြတာကျွန်တော်ကတော့တင်ပြခြင်းတယ်ပေါ့နော်။တင်ပြခြင်းတယ်ဒါမှမဟုတ်ဒီပွဲကိုလည်းကျွန်တော်တို့မကြည့်လို့ရလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ဘူး။ Nation League တော့လည်းပွဲတွေများတယ်ဆိုပြီးတော့မူလတော့တော့ပြောကြတာပဲ။ဒါပေမဲ့အခု ဒါ2019ကနေစလိုက်တာခု2025ရောက်လာတဲ့အချိန်မှာတော့ Nation League ပွဲဟာဒီအာကစားဒီရှင်ပြိုင်မှုကြီးကတော်တော်လေးကြီးလို့ကောင်းတဲ့ပွဲဖြစ်လာပြီပြီးခဲ့တဲ့ပွဲတွေကသက်သေခံတယ်ပေါ့နော် competitiveness လည်းမြင့်လာတာကိုကျွန်တော်မြင်တွေ့ရတယ်မြင်တွေ့ရပြီးတော့ပြည်သက်တွေအနေနဲ့လည်းဒီတစ်ချိန်ကဒီဘောလုံးနဲ့ပတ်သက်တဲ့အရာတွေကိုမေ့သွားပြီးတော့ကျွန်တော်တို့ COVID ဘီကာလာလို့ပဲ new norm ပဲဖြစ်သွားတယ်ပေါ့နော်အဲ့တော့အစ်စ်တွေကတော့အဲ့လိုမျိုးဖြစ်လေတော့ရှိတယ်အဲ့တော့ဒီအကြောင်းလေးတွေပေါ့နော်ဒီအကြောင်းလေးဆိုတာဒီ ဒီပြိုင်မွဲနဲ့ပတ်သက်တဲ့လင်းနဲ့အချမ်းလေးတွေရှိတာပေါ့နော်။မှောင်တဲ့အချမ်းလေးတွေရှိတာပေါ့နော်။လက်ရှိမှာတော့ဒီချက်ဒီချက်တွေဟိုတော့ရှိရဆိုပြီးတော့ဒါကနဦးဟိုတင်ပြကြင်ပါလေဟို။အဲဒါစီဒီပြောရတဲ့ဟာမှာဒါစိတ်ဝင်စားချက်အများကြီးပါပဲ။အဓိကတော့ဒီရုပ်တံနဲ့ရုပ်တံထုတ်လုပ်မှုပေါ့နော်။ရုပ်တံထုတ်လုပ်မှုနဲ့ပတ်သက်ပြီးတော့ FIFA ရဲ့နောက်ကနာမာလီပါမီတဲ့ဆိုတာကဒီတော်လေးစိတ်ဝင်စားချက်ပေါ့လေ။ဒါဆောင်းနဲ့ဆောင်းကြည့်ရမှာပေါ့လေ။နောက်ပိုင်းမီဒီယာတွေဘယ်လိုဆက်ပြီးမှဟောပြမလဲ။ ဒီ set live ပေါ်ကြမှာเนาะအဲ့ဒီအဲ့လိုပဲပေါ်ပေါ်လာပေါ်ပေါ်လာမဲ့ဟာဒီတော့ပြန်ကြည့်ရအောင်လေအဲတီတာတော့ဒါဒီ real လို့အတင်းကဒါစီလူရဲ့နောက်တလားလောက်နောက်ဆုတ်ပြီးအာနုကိုခေါ်လိုက်တာနဲ့ဒါအလိုပြောင်းရွှေ့ခြင်းနဲ့လည်းရမယ်အာနုကလည်းဟိုဘနေကတော့ပါဒါအလုံးသိရတယ်ပြောရတာကစပိန်ကိုပြောရတာမွတ်နေရပဲဟိုရီးယဲတိတ်ကိုပြောင်းရှင်မပြောင်းချင်ရှောင်းဆိုတော့ပြောချင်တာကစားမကူတဲ့ကလည်းဒါရီးယဲကိုလုံးဝပြောင်းချင်နေတဲ့အနေထားမှာရီးယဲက တလားလောက်ကြူခေါ်တဲ့အတွဲကိုယူ70တန်းဝတ်ကျင်တော့တုံးသွားတယ်70တန်းဆိုတဲ့ပမာဏဒါကစားသမားရဲ့ဒါတရာတိလစာလူပါလောက်ထိတူရှိတာပေါ့လေအဲ့တော့ဟိုကြည်ကြင်အပြည့်လူရဲကိုယ်တိုင်ကဒီပြိုင်ပွဲပေါ်တော့ VS ဆိုတာတော့လက်ရှိပြမိုးရဲ့အသေးမျိုးပါဆိုတာ image အမြင့်ဆုံးအသေးမျိုးဒီလိုအသေးမျိုးကတော့မှဒါအများကြီးပြင်ဆင်ထားတယ်ဆိုပြကြပါရစေ competitive အပိုင်းနဲ့ဟိုတော်တော်ကြီးကိုပဲမြင့်တက်နေလို့ဒါထင်ပါတယ်နောက်တစ်ခုကကြတော့ဒီပြိုင်ပွဲရဲ့ ဟိုဖြစ်လာတဲ့ပုံစံလေးပေါ့လေပြန်ဝဲဖြစ်လာတဲ့ပုံစံလေးဆိုတာဒီပြန်ဝဲလုံနေတာကတော့ကြာပါပြီဒါ Infinito ကနာနဲ့ပတ်သက်ပြီးတော့ဟို lobby လုံနေတာ2015 16လောက်ခင်းနဲ့ဒါသူစပြီးတော့စီးရုံးနေလာတယ်အခုဒါကြာတာပေါ့လေအမှန်ဆိုတော့ဒါ2019လောက်ခင်းနဲ့တရုတ်မှာစပြီးတော့ကျင်းပဖို့ဒါသူတို့စီစဉ်လိုက်တာအဲဒီတော့ဒါ covid တွေပါနေတယ်ပေါ့လေနောက်တော့2021မှာလာပြီးအကြောင်းရှိပြီးလုပ်ဖို့လဲစတိုင်းတော့လည်းစဉ်းမပြေခဲ့ဘူးနောက်ဆုံးတော့ဒါ2025မှာ အမေရိကန်ကအမေရိကန်နိုင်ငံမှာလက်ခံကျင်းပမှုရှိဖြစ်သွားတော့အခုပုံစံတင်တဲ့ဒါစုစုပေါင်းအသင်းကြီးတွေ32တင်းနဲ့ကျင်းပတဲ့ဒီကမ္ဘာကလပ်ပြိုင်ပွဲလေးဖြစ်ပေါ်လာပုံနဲ့စီတူတလမ်းမြင်တော့ရှင်းပြပြပါဦးအဲဟုတ်ကဲ့အခုအချင်းပဲပေါ့နော်ဒါတော့အချင်းတော့အချင်းပဲကျွန်တော်ပြောရမှာပေါ့ဒီပဒံနည်းနည်းလေးပဲရှာရတယ်ပွဲကြီးရတယ်ပဒံအများကြီးရှာလို့ရတယ်ပွဲကြီးဖြစ်သူတို့ချဲ့လိုက်တာပေါ့နော်အဲ့တော့ဒီတက်ပြီးတော့ချဲ့နေဖို့လဲသူတို့လုပ်နေသေးတယ်2029ကျရင်48သိန်းပါလာ အဲဒီစပြီးစဉ်းစားနေရပေါ့နော်။ဘာလို့လဲဆိုတော့တို့ကမ္ဘာဗလားနှစ်ခုလုံးပေါ့နော်။အမျိုးသားကမ္ဘာဗလားအောင်အမျိုးသမီးကမ္ဘာဗလားအောင်တို့က48သင်းတီချဲ့ပြီးပါတယ်။ချဲ့ပြီးသွားတဲ့ဖြစ်တဲ့အတွက်ဒီဖီဘာအကျင်းပနေရောချောင်းဝါကပ်တွေတောင်ချဲ့ရင်ဒီကလကမ္ဘာဗလားဘာလို့မချဲ့ရမှာလဲဆိုတဲ့အမြင်ရှိပြီးတော့ချဲ့လာကြရပေါ့နော်။အဲ့တော့အဲ့လိုဖြစ်ဖို့များနေတယ်ပေါ့နော်ဖီဗာရဲ့အထွေထွေတင်းမှုကပြောတာကျွန်တော်ကျွန်တော်သူပြောတာကိုဒါပြန်ပြီးတင်ပြပေးရပါတော့เนาะအဲ့တော့အဲ့လိုအချက်ရှိနေတယ်အဲ့တော့ပြောမယ်ဆိုရင်ဘာကြောင့်လဲဆိုတော့ဒီ sport ပိုင်းဆိုင်ရာဒီဖွဲ့စည်းတည်ဆောက်ပုံမဟုတ်ဘဲနဲ့ဒီ Infantino အနေနဲ့ထုံးစံတိုင်းပုံเนาะတခြားသော Federation တွေရဲ့ဥက္ကဋ္ဌတွေရဲ့ထောက်ခံမှုရရှိဖို့ပေါ့เนาะအဲဒီနောက်ဆုံးကျတော့အဲ့ဒီဘူတာကိုပဲသွားပြီးတော့စိုက်တာပေါ့ဒီ Fever ကလုတ်တဲ့ဒီ slot တွေချက်လိုက်ခြင်းချက်လိုက်ခြင်းချက်လိုက်ခြင်းချက်လိုက်တိုင်းချက်လိုက်တိုင်းချက်လိုက်တိုင်းကိစ္စတွေရဲ့ရင်းမြစ်ကတော့အဲ့နေရာကိုပဲပြန်သွားလာပဲပေါ့เนาะအဲ့တော့ဥက္ကဋ္ဌတိုင်းမှာဒီဟာလေးတွေကိုကျွန်တော်တို့ ိုတွေ့ရတယ်ဗောနော်အဲ့တော့ပြုတ်သွားပြီးတဲ့ဆက်ဘလက်တာမှာလည်းနောက်ပိုင်းကျတော့ဒီဟာတွေပေါ်လာတာပဲဗောနော်အဲ့တော့ဒီလိုမျိုးလေးတွေအဲ့တော့ပြောမယ်ဆိုရင် politic နဲ့ဆိုင်တဲ့ဒီသူတို့ရဲ့လှုပ်ရှားမှုလို့ပဲဒါကတော့ကျွန်တော်ကတော့ဟိုပြောချင်တယ်ဗောနော်ဒါပေမဲ့အခြားတစ်ဖက်မှာလည်းဒီ fever ပဲရှိနေရမှာကလပ်အသင်းတွေကလည်းရှိနေတယ်အကလပ်အသင်းတွေကဘာဖြစ်လဲဆိုတော့သူတို့ကပတ်စံအများကြီးလိုချင်တယ်အဲ့တော့အခုအချိန်မှာဆိုရင်ဥရောပအသင်းတွေကသူတို့ကအရန်ကောင်းတယ်ပြည်သက်လည်းအရန်ကျယ်ပြန့်တဲ့ခါမှာသူတို့ကပို့ပြီးတော့ပါချင်တယ် အဲ့တော့48သင်းဆိုတော့ idea ကဟို fever သူတယောက်တည်းလုပ်လို့တော့မရဘူးအဲ့တော့ဒီဘက်ကပါဝင်ခြင်းတဲ့အသင်းတွေကလည်းအဲဒီဟိုစိတ်လိုလည်းရရှိတယ်ပေါ့နော်အဲ့ဒီခါမှာ idea ပုံပြီးမြင့်တက်လာတစ်ချိန်တည်းမှာကျွန်တော်တို့ပရိသတ်တွေဘက်ကကြည့်ရင်လည်းပရိသတ်တွေကလည်းပရိဘောလုံးဘွဲ့ကိုကြည့်ရပိုကောင်းတာပေါ့နော်ပြီးတော့ဒီနေရာမှာပို့ပြီးတော့ပေါ့နော်ဥပမာအခု Auckland City New Zealand ကိုစားပြုအသင်းဆိုရင်ဒါ Semi Pro Auckland City လို့အသင်းထပ်စာရင်တော့နောက်ထပ် ဒါလီဗာပူးလိုလိုအသင်းတွေအပြိုဒီဘာစီလိုနာလိုအသင်းတွေပို့ပါရင်ပရိသတ်တွေတို့ကလည်းသူတို့ပို့ပြီးတော့ပျော်ရွှင်စရာဖြစ်လာမယ်အဲ့တော့အချင်းတွေအကုန်လုံးကအဲ့လိုမျိုးသွားနေတာပေါ့နော်အဲ့တော့ဒီပြိုင်ပွဲကြီးဒီလိုမျိုးဖြစ်လာတဲ့အဲဒီမူလရင်းမြစ်ကလည်းဖီဗာကတော့ idea စလိုက်တယ်ဒါပေမဲ့ခုနလိုမျိုးပါပရိသတ်ကောဒီအသင်းတွေဘက်ကောအပြိုဒီဘေးမှာစပွန်ဆာပေးချင်တဲ့လူတွေရောပေါ့နော်သူတို့ရဲ့ပုံရိပ်ကိုမြင့်နေဖို့အတွက်စပွန်ဆာပေးချင်တဲ့လူတွေရောအဲဒီဝန်ရံမှုကြောင့်ဒီပြိုင်ပွဲကဒီလိုမျိုး အသင်းတွေအများကြီး ਨੇ ဒါဖြစ်လာရဲ့လို့ပြောချင်ပါတယ်ပို့အဲဒါအပြင်တော့ပို့ပြီးတော့မတူးချက်မယ်လောလောဆယ်မှာတော့ဒီဖွင့်ပွဲပေါ့ Inter Miami နဲ့ Air League ကစားပွဲပွဲတော်မှာဒါလက်မှတ်တွေအများကြီးကျန်နေပြီဆိုရယ်တည်နေတယ်ကျွန်တော်ကြီးကြားရပေါ့လေဒါလက်မှတ်တွေကိုပါတယ်ပို့ဟုတ်ဘယ်လိုပြောမလဲ discount နဲ့ပြန်ကောင်းနေရဟိုလိုလည်းကိုပြောမလဲ discount နဲ့တော်ဈေးချရအောင်ဘာ plus 3လားမို့ကြာသွားမယ်ဆိုပြီးတော့အဲ့ဒါကြာသွားဘူးတော့ရှိနေသေးရဆိုပြီးတော့တတ်မှတ်မှုတွေရှိတယ်အဲ့တော့ Inter Miami ပွဲဆိုရင် Predator 6 တောင်းခွဲဆက်တယ်ဟုတ်ဒါပေမဲ့2000လောက်ရောင်းမကုန်သေးဘူးအဲ့တော့ပို့ပြီးတော့ဆိုတာတခြားအင်တာမိုင်အမီမက်ဆီပါသေးတယ်တခြားအသင်းလေးတွေရှိတယ်အဲ့အသင်းလေးတွေပွဲရလေအဲ့အသင်းအုပ်စုတိုင်းမှာတော့ဒါအသင်းကြီးတွေပါတယ်ဒါပေမဲ့လည်းအသင်းကြီးကတသင်းစီပဲပါတာတသင်းပါတဲ့အုပ်စုဆိုလို့ဒါ PSG နဲ့ Atletico Madrid အုပ်စုပဲရှိမှာပေါ့နော်အဲ့တော့သူတို့အသင်းချင်းချင်းတွေ့တဲ့ပွဲကြတော့ဘလို့မှလက်ပတ်ကရောင်းထွက်ဖို့ဆိုတာရာခိုင်နှုန်းအင်မတန်နေသွားပြီးတော့အားလုံးလက်သိရတဲ့အမေရိကန်ရဲ့ ကွင်းရအကြီးကြီးတယ်အကြီးကြီးဆိုတော့ဒီရုပ်ပေါက်မှုကြီးကကျွန်တော်တို့ကတိတာတင်ရှားဆိုပြင်တွေ့လာရမယ့်အခြေအနေမှာရှိတယ်ပြီးတော့ Manchester City လို့မျိုးအတင်နာမည်ကြီးအတင်တင်ရပွဲတော်မှာလက်မရောင်းမှုကအင်မတန်အင်မတန်နည်းနေရဆိုပြီးတော့တင်းနေတောက်လျှောက်ဖတ်နေရတယ်ဒါတော့ပြန်ပွဲပထမဆုံးပြန်ပွဲမှာ FIFA ရင်ဆိုင်ရမယ့်ပြဿနာလို့ဒါတော့မှဟိုသူတို့ချင်းပါမဲ့ပွဲစဉ်တွေဆိုတာအမေရိကန်မှာဆိုရင်ဒီအရှိဘကိုင်းရန်နိုင်ငံတွေဒီမျိုးတွေပေါ့လေ မျိုးတွေကိုပဲအဓိကထားပြီးမှကျင်းပါတယ်သူတို့ကျင်းပကြရဖြစ်ပါလို့ဆိုဒီရုပ်တံထုံနေတဲ့ဆန်တော်ကြီးကွာဟမှုနည်းနည်းလေးကျင်းမြအောင်ပေါ့နော်ဒါယူရိုတို့တော့ဒီ Middle East တို့နဲ့ဒီရုပ်တံထုံနေတဲ့အခြေအနေနဲ့ကျင်းမြအောင်အမေရိကန်နိုင်ငံရဲ့အရှိပိုင်းမျိုးတွေမှာလည်းဒါကျင်းပတယ်ဆိုတော့ဒါသိရတယ်ဒီလိုမျိုးကြုံပြီးမှပြင်ဆင်ထားတာကမှမန္တလေးပြောမယ်ဆိုတော့ဒါ FIFA အတွက်ပြဿနာရောဒါအများကြီးဒါရှိနိုင်ပြီးတဲ့အခြေအနေပေါ့လေနောက်တဲ့ စီမီးဒီတံပိုးဝင်အသင်းတွေအချင်းပေါ်ဒီကန်ရောတာစီတူလေးပြောသွားတယ်မှာလေဒါတစုံစားပါပါတယ်ဆိုကလန်စီတီလိုမျိုးပေါ့ဒီလိုတင်းနေဆိုတာဟိုအကျော်ထမ်းစစ်တတာတော့ပဲရှိတဲ့ဟာမျိုးပါတယ်ခြေစွမ်းပိုင်းရတော့တော်တော်ကြီးကွာတယ်အမှန်တိုင်းတော့ရင်ဒါမနေ့ချက်တစ်ခါတော့ဆိုရင်ပဲတံပိုးကစတင်တော့မှာဖြစ်ပေမဲ့ဘယ်တင်းနေဘယ်အဆုမှာပါတယ်ဆိုတာတော်တော်များတော့ဒါမတိကြသေးဘူးပြန်ပါလေအခုကိုယ်တိုင်တော့မှဒီစင်စင်လေးရိုက်မယ်ဆိုမှမင်းလည်းပြန်ကြည့်ရအောင်အလုပ်မရဘူးအလုပ်မရဘူးဘာပါလားဘာပါလား အုပ်စုထွက်လာရင်ကျွန်တော်တို့ချက်ချင်းအလွတ်ရတယ်။ဒါပေါ့ဒီကလပ်ကလပ်ကလပ်လာခဏခဏပြင်ကြည့်နေပဲအလွတ်မရဘူးပြင်တယ်။ဟုတ်တယ်။ဟိုဥပမာချန်ပီယံလိလို့ဆိုရင်ညီကဟိုဘယ်လိုပြောမလဲဟိုစက်တင်ဘာလောက်ဆိုရင်ဒါစပြီးမဲခွဲတယ်ပေါ့လေဘောလုံးရာဒီတရားကြီးစက်တင်ဘာအဲစက္ကန့်ဝီဒါမှမဟုတ် first first ဝီစက္ကန့်ဝီလောက်ဆိုရင်ဒါချန်ပီယံလိဆိုမဲခွဲတယ်။ချန်ပီယံလိအရင်ဒါလိပစ်ပုံစံမျိုးပဲနဲ့ရှေ့အုပ်စုထွက်လာရင်ဟိုဘယ်လိုရှေ့အုပ်စုလုံးဒီဘာတော့ဒါအလွတ်ဒီဘာတော့ရတာပေါ့လေတချို့အသင်းငယ်လေးတွေကဆိုရင်အခုလက်ရှိဒါဒါဘယ်လိုလဲ FIFA Club World Cup ကတော့ ချိန်ဝင်ကောင်းမှုနဲ့နည်းနည်းလေးနည်းတဲ့အတွက်ဒါဘလုံးဝါသနာရှင်တွေဒီအုပ်စုအနေထားလေးတော့သိတော့ဟိုအလို့ရတော့ရအောင်မှာတော့မဟုတ်ဘူးဒီအနေထားမှာတယ်မိုးဝင်နေထားလေးတွေလည်းအတင်းနေတယ်ပေါ့လေအတင်းနေထားလေးတွေလည်းရှိတယ်ကျွန်တော်ဘုံမပြောအောင်ဟုတ်ကဲ့ကွာဒါဥရောပကတော့အများဆုံးပါဝင်တာပေါ့နော်ဥရောပအများဆုံးပါတယ်ပြီးတော့ဒီတောင်အမေရိကအများဆုံးပါတယ်ပြီးတော့ဒီအာရှမြောက်အမေရိကအာဖရိကနဲ့ဒီ Oceania ပေါ့နော်သမုဒ္ဒရာပိုင်းစုံတွေကတော့ဒီ ရှော့ချပြီးပါဝင်ပြီးတော့သမုဒ္ဒရာပိုင်းဆောင်ကတော့အနည်းဆုံးပါတယ်ပေါ့နော်အဲ့တော့ဒီဘယ်လိုအသင်းတွေပါဝင်ခွင့်ပါဝင်ခွင့်ရလဲဆိုတော့ဒီနောက်ဆုံး၄နှစ်ရဲ့ချန်ပီယံအသင်းတွေပါဝင်ခွင့်တိုက်ကြီးများချန်ပီယံတိုက်အလိုက်ချန်ပီယံပေါ့နော်ဥရောပမှာဆိုရင်ချန်ပီယံဒါတောင်အမေရိကဆိုရင်တို့ရဲ့ချန်ပီယံလေးဖြစ်တဲ့ကိုပါလီပါလီပါတီးပို့စ်အဲ့ပြီးတော့ကွန်ကာကပ်ဆိုရင်လည်းကွန်ကာကပ်ချန်ပီယံလေးအာဖရိကဆိုရင်အာဖရိကချန်ပီယံလေးပေါ့နော်အဲ့လိုပုံစံမျိုးသွားတယ်အဲ့ပြီးတော့ Oceania မှာဆိုရင်ကြတော့ Oceania အတွက်ဟိုတနရာပဲပြီးတယ်ပေါ့နော်တနရာပဲပြီးတဲ့အခါမှာတို့ရဲ့ ဒီ Champion League နောက်ဆုံး၄ကြိမ်ရဲ့ Champion League Champion တွေတဲကမှအမှတ်အမြင့်ဆုံး Champion ရွှေ့တဲ့အခါမှာအောက်ကလန်ပါလာတယ်ပေါ့နော်အဲ့တော့ဒီ Champion League Champion ဥရောပ၈နေရာရတဲ့အခါမှာ Champion League Champion ၄သင်းကိုဖယ်ထုတ်လိုက်ပြီးတော့ကျန်တဲ့နေရာတွေမှာကြတော့ဒီပြီးခဲ့တဲ့ Champion League ၄နှစ်မှာဥရောပပြိုင်ပွဲ၄နှစ်မှာအမြင့်ဆုံးဆွမ်းဆောင်နိုင်တဲ့အသင်းတွေအမှတ်ကိုကြည့်တယ်ပေါ့နော်အဲ့တော့ League တစ်ခုရဲ့အသင်းတွေစုပြုံပြီးပါဝင်ခွင့်မရှိတဲ့အတွက်အဲ့ဒီအသင်းတွေကိုဖယ်လိုက်ကြတယ်ပေါ့နော် Liverpool လို့ဒီ မစားစွဲထပ်ပူပြီးမြင့်နေတဲ့အသင်းတွေရှိတယ်။လက်ရှိမှာစားစွဲပါလာ။စားစွဲတဲ့ပူပြီးမြင့်နေတဲ့အသင်းတွေရှိတယ်။ဒါပေမဲ့သူတို့ကနိုင်ငံတူအသင်းတွေပါဝင်နေရဖြစ်တဲ့တော့သူတို့ဖယ်လိုက်တယ်။ချန်ပီယံလိချန်ပီယံဘယ်ဦးစားပေးတယ်ပေါ့နော်။အဲ့တော့အဲ့လိုနေရာပြင်ဥရောပအသင်းတွေတော့ပါဝင်လာတယ်။အဲ့တော့ထိပ်တန်းအသင်းတွေဖြစ်တဲ့ဒီချန်ပီယံလိချန်ပီယံတွေဖြစ်တဲ့ဒါ Chelsea လို့ Manchester City လို့ပြီးတော့ဒီလက်ရှိချန်ပီယံ PSG လို့ပါလို့ Real Madrid ပါလို့ Bayern လို့ပါပြီးတော့ နောက်ထပ်ကတော့ဒါအဆင့်မြင့်ဆုံးအသင်းတွေဖြစ်တဲ့ Atletico Madrid, Bayern Munich, ပြီးတော့ Dortmund, ပြီးတော့ဒီ ဆဲလ်ဘက်တို့ပါလာတယ်ပေါ့နော်အဲ့တော့ဆဲလ်ဘက်ကတော့အပုံမှန်အဖြစ်ဆိုရင်တော့ red bull ဆဲလ်ဘက်ပေါ့နော်ဒါပေမဲ့ fever ပြိုင်ပွဲမှာဒီလိုမျိုးစပွန်ဆာနာမည်၃ခွင့်မရှိဘူးပေါ့နော် red bull ၃ခွင့်မရှိရတော့သူတို့က sc sales ဘက်ဆိုတဲ့နာမည်နဲ့ဒါဝင်ပြိုင်ရမယ်ပေါ့နော် fever တော့သူတို့ကစပွန်ဆာ deal တော့လုပ်တယ်သူများလုပ်ရင်တော့မကြိုက်ဘူးထင်တယ်အဲ့တော့ဒီ fc red bull ဆိုတဲ့ fc sales ဘက်ဆိုတဲ့ပုံစံနဲ့ဝင်လာတယ်အဲ့တော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းလာတာကတော့ဥရောပအသင်းတွေကတော့ကျွန်တော်တို့ရင်းနေပြီဒါပေမဲ့ မရင်းနှီးရဲ့အသင်းတွေဆိုရင်ဒါတောင်အမေရိကအသင်းတွေရှိတယ်တောင်အမေရိကမှာလည်းထုံးစံတိုင်းပဲအာဂျင်တီးနားနဲ့ဘရာဇီးလ်ကိုလွှမ်းထားတာအဲ့တော့လွှမ်းထားတော့ဒီနောက်ဆုံး၄နှစ်ချန်ပီယံတွေကတော့အားလုံးလည်းသိတဲ့အတိုင်းပဲဘရာဇီးလ်ချန်ပီယံတွေကြီးပဲပေါ့နော်နောက်ဆုံး၄နှစ်မို့တကယ်တော့6နှစ်လောက်ကြည့်ရင်တော့ဘရာဇီးချန်ပီယံတွေကြီးပဲအဲ့တော့ဒီအဲ့ဒီမှာမှာဒါဖလူမီနန်စီဖလူမီနီစ်လို့ကျွန်တော်တို့ခေါ်တာပေါ့နော်အဲ့အဲ့အသင်းပါမယ်ဖလမင်ကိုပါမယ်ပြီးတော့ဘိုဒါဖုန်းပါမယ်ပါမယ်ပြီးတော့ပါမီယက်စ်ပါမယ်ပေါ့နော်အဲ့တော့ဒီကလပ်တွေကလက်ရှိ အကောင်းဆုံးအသင်းတွေလည်းဖြစ်တယ်ပြီးတော့အာဂျင်တီးနားဆိုတော့ကျွန်တော်တို့ယင်းဒီတဲ့ River Plate နဲ့ Boca Juniors ပါလာမယ်အဲ့တော့အဲ့အသင်းတွေမှာကျွန်တော်တို့ယင်းဒီပြီးသားကစားသမားတွေအများကြီးပါတယ်ပြီးတော့ကစားသမားကောင်းတွေလည်းအများကြီးပါတယ်ပေါ့နော်အဲ့တော့ပြောမှဆိုရင် Boca Juniors ဆို Cavani ကိုပါလာမယ်ပေါ့နော် Cavani ကိုပါလာပြီးတော့ Palmeiras ဆိုရင်တော့ Chelsea ကိုရောက်ရှိမယ်လို့ရာဒီမှာရောက်ရှိမယ်ပေါ့နော်တောင်းတဲ့ကစားသမားဖြစ်တဲ့ Asavao ကိုပါလာမယ်ဒါပေမဲ့လက်ရှိဘွဲကိုတော့သူက Palmeiras ဘက်ကကစားသွားမှာပေါ့နော် လာမယ်အပြောင်းအရွှေ့ ဂျွန်16ကနေစပြီးဖွင့်မယ်ပေါ့နော်။နောက်ပိုင်းအပြောင်းရွှေ့ဒီပြန်ပြန်ပွဲပြီးသွားတဲ့အချိန်ကျမှသူချက်စီကိုပြောင်းမှာပေါ့နော်။အဲ့တော့စိတ်ဝင်စားစရာ player တွေ Brazil talents တွေအများကြီးပါဝင်နေစိတ်ဝင်စားစရာနီးပြားတွေလည်းအများကြီးပါဝင်နေတယ်။တောင်အမေရိကကတော့ဥရောပကိုအဲဒီ final အဆင့်လောက်ထိမရှင်နိုင်တော့အချိန်တွေတစ်ခုလေးလိုက်ရှင်ပဲ။ဒီအသင်းတွေအဖြစ်သတ်မှတ်လို့ရတယ်ပြီးတော့မြောက်အမေရိကလည်းဒါစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့တော့မြောက်အမေရိကမှာတော့ အဲဒီကွန်ကာကပ်ပေါ့နော်ကွန်ကာကပ်မှာကွန်ကာကပ်ချန်ပီယံတွေဖြစ်တဲ့ဒါမက္ကဆီကိုချန်ပီယံတွေပေါ့နော်မက္ကဆီကိုချန်ပီယံတွေကတော့ပါဝင်တယ်မွန်တာရီမွန်တာရီပါတယ်အပြီးတော့ဒီအမ်မွန်တာရီယွန်အသင်းကတော့ကလပ်လီယွန်ကတွန်းလီယွန်ကမပေါင်းဘူးကလပ်လီယွန်ကကြတော့ဒီဘန်းကလိုက်ရတာပေါ့ပချူကာအသင်းနဲ့ပိုင်ရှင်တူနေရဖြစ်တဲ့အတွက်သူကချန်ပီယံတော့ဖြစ်တယ်ဒါပေမဲ့ပချူကာအသင်းနဲ့ပိုင်ရှင်တူနေရတဲ့အတွက်ဒီ ဘန်းလိုက်တယ်ပေါ့နော်အဲလီယွန်ကိုဘန်းလိုက်တယ်အဲ့တော့လီယွန်နှစ်မှာရရှိခဲ့တဲ့အသင်းရှိတယ်အဲ့ဒီတန်ကလပ်အမေရိကမက္ကဆီကိုကလပ်ပဲအဲ့တော့အဲ့ကလပ်အမေရိကကပလေးအော့ဖ်ကစားရတယ်အဲ့ဒီဒီဟိုါနဲ့ပေါ့နော်ဒီဘက်ကအမေရိကန်က LAFC ကစားတယ် LAFC ကအနိုင်ရရှိသွားတယ်တော့ဒီပွဲဝင်ဝင်ရတယ်အဲ့ပြီးတော့ဒီအမေရိအမေရိကန်ကနောက်ထပ်အသင်းတစ်သင်းရတော့အင်တာမိုင်ယာမီအဲ့ဒီ slot ကိုတော့ host nation slot လို့ခေါ်တယ်ပေါ့နော်အဲ့တော့ host nation slot အဖြစ်အင်တာမိုင်ယာမီမက်ဆီကိုပါဝင်တဲ့အသင်းကိုပေးခဲ့တယ်။နည်းနည်းလေးအငင်းပွားကြရလို့ရှိတယ်ပေါ့နော် တို့ကဒီ supporters champions supporter cup လို့ခေါ်ရတာပေါ့နော် regular season champion အဖြစ်အဒီမက်ဆီတို့အသင်းက inter miami ကမနစ်ကရရှိခဲ့တဲ့အတွက်သူတို့ကိုရွှေ့လိုက်တယ်ပေါ့နော်ဒါပေမဲ့ american ရဲ့ standard အရာ champion ဟာ regular season ရဲ့နံပါတ်1ဖြစ်ဖြစ်တာ champion မဟုတ်ဘူး playoff တွေနိုင်ပြီးတော့ထိပ်ဆုံးမှာရရှိတဲ့အသင်းကလည်း champion ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရာဖြင့်ကွဲလွဲနေရတဲ့အတွက်အမေရိကန်နိုင်ငံမှာဝေဖန်မှုတွေတော့ရှိတယ်။အဲ့တော့လက်ရှိမှာပါလာတဲ့အသင်းတွေပြီးတော့အာရှမှာဆိုရင်တော့အာရှချန်ပီယံတွေဖြစ်တဲ့ အာဒါပြောမဆိုရင်ဝါရက် diamonds တို့ဟုတ်လားအဟီလာတို့ပေါ့နော်ဒီအသင်းတွေဒါပါဝင်လာတယ်ပေါ့နော်အဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အသင်းတိုင်းမှာပြောမဆိုရင်အမေရိကဆိုရင်လည်းဒါဟို LAFC ဆိုရင်ဒါဂျီရူးတို့ဂျီရူးတို့တော့ Glorious တို့ဂျီရူးဟူဂိုဟူဂိုလော်ရစ်တို့ပါဝင်နေတဲ့အသင်းတော့အင်တာမိုင်းဆိုလည်းမက်ဆီဆာဂျီယိုဘူစကက်ဂျော်ဒီအယ်ဘာတို့ပါဝင်နေတယ်။အပြီးတော့ဒီဂျန်တဲ့အသင်းတွေပေါ့နော်ဂျန်တဲ့အသင်းတွေဆိုရင်လည်းဒါစိတ်ဝင်စားဖို့ ဘက်စီကိုအတင်းနေဆိုစာဂျူရာမို့စ်တို့ပါစာဂျူကနာလက်စ်တို့ကုနာတဲ့ဟုတ်ကဲ့နော်ပါချူကာမာလည်းရှိပါဘူးอืมဟုတ်ပါချူကာတို့စိတ်ဝင်စားကြပလေးယာတွေအများကြီးရှိတယ်တောင်အမေရိကမှာလည်းရှိရဆိုတော့ကျွန်တော်စိတ်ဝင်အဲတော်တော်လေးတော့ဟိုပြင်းပြဆန်ဆန်ရှိမယ်ပေါ့နော် အာဖရိကကတော့ကျွန်တော်တို့ ARL တို့ရဲ့ဒါ Tunis တို့ပေါ့နော်တို့ရဲ့ league ပေါ့ Wadad တို့ရဲ့ league ပေါ့လीတို့တွေတော့ပါလာမှာဒါပေမဲ့စောစောစီစီပြုတ်သွားမယ်အသင်းတွေဖြစ်တော့ဒါတတ်မှတ်ခံထားရတယ်ပေါ့နော်လက်ရှိကလကဘာဖလားရဲ့အခြေအနေကတော့အဲ့လိုလေး ရှိပါတယ်ကိုဟိုကိုမချင်ဒီကြည့်ရမှာတော့ committee တိပိုင်းကတော့အတင်းကြီးတွေကပဲအခြေခံကိုဆွဲသွမ်းပါမှာလေဒီလိုပြန်ပွဲအစမြင်မှကြာရယ်ကဲအရာကြီးအသိဉာဏ်ပေါ့လေဒါပြကြတော့ VL တို့ City တို့ဒါ Bayern တို့ PSG တို့ပေါ့တော့ဒါ PSG တို့ဆိုလက်ရှိအကောင်းဆုံးပုံနဲ့ညနေဆိုတော့တော့ inter inter Milan တို့ပေါ့လေဒီစစ်နေရပဲဒါနောက်ဆုံး knockout stage တွေပဲဒါရောက်လာမယ်ဒီတာပေါ့ကိုစိတ်ဝင်စားတာတကူကဒီဒီပွဲမှာ competitive ဖြစ်တာရဲ့အကြောင်းဖြစ်တာတစ်ထက်ပေါ့နော် လတ်တင်းဒီဘက်ကသူတိတ်ဆိတ်နေတဲ့အကြောင်းအရာမှာဒါပထမဆုံးဝီဖန်တဲ့ပွဲတွေများတယ်ကစားသမားတွေဥပါလို့ဖြစ်တယ်ဒီ ACLD မကြာခဏထိတယ်ဒါနောက်ထပ်ဒီ hamstring တွေခဏခဏထိတယ်စသဖြင့်ဒီကစားမတန်ရရင်လည်းပြတ်သက်ပြုံးမှကြကြလောင်လောင်ပြောတာတွေရှိပဲနောက်ပိုင်းမှာအတန်တိတ်သွားတဲ့အခြေအနေတစ်ခုကကျတော့ကလတ်တင်းဒီဘက်ကကြည့်မယ်ဆိုရင် PSR တို့ဒီ FFB ကိုတင်းတင်းကြပ်ကြပ်ဖြစ်လာတဲ့အခြေအနေတစ်ခုမှာသူတို့ဝီကြီးအပိုင်းရတကယ်ကိုဒါအချိုးမြတ်ရနိုင်တဲ့အနေအထားတွေရှိရတဲ့အကြောင်း နောက်တစ်ခုဟိုဒါစိတ်ဝင်စားတာကပြိုင်ပွဲချစ်ပတဲ့ကာလမြန်မာပြည်မှာချစ်ပတဲ့အနေအထားမှာဖြစ်တဲ့အတွက်အထူးမြေတာတောင်ပရိကအသင်းတွေဆိုရင်ဒီကစားမပြောင်းရွှေ့နဲ့ပတ်သက်ပြီးမော်စကောတွေနဲ့ပတ်သက်ပြီးတော့မှလည်းဒါစိတ်ဝင်စားစရာအခြေအနေရှိမယ်ထင်တယ်ဒီအဓိကတော့ဒီတောင်ပရိကထဲလန့်လေးတွေယူရိုကိုရောက်လာနိုင်တဲ့အခြေအနေမျိုးနောက်ထပ်ဒီအာဖရိကထဲလန့်လေးတွေယူရိုကိုရောက်လာနိုင်တဲ့အခြေအနေမျိုးတော့နောက်ဆုံးဒီအာရှပေါ့လေအာရှဆိုတာဒီအရှိအာရှဒီဥရောပတို့ပေါ့ဒါအဟီလေတို့ပါတော့ဆိုဒီကတော့အမှန်တကယ်ဥရောပဟာဒီကောင်ကိုနေဆိုတော့ ဒီဘယ်လိုပြောမလဲတခြားကစားသမားလေးတွေဒီ scouting တို့တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့မှရောဒီပြိုင်ပွဲကဘယ်လောက်ထိအာရုံစိုက်ခံရနိုင်တယ်လို့စီလူထင်တယ်ပြုဟုတ်ကဲ့ကိုဥရောပအသင်းတွေဒါထိတ်တိုက်အဲဒီကြက်ကြက်လန်းလန်းမြင်တွေ့ရမယ်ပေါ့နော်ကိုမျက်မြင်ကိုတွေ့မြင်တွေ့ရမယ်အခြေအနေဖြစ်သွားမှာပေါ့နော် ပြီးတော့နီးပြားတွေအနေနဲ့လည်းသူတို့မျက်မြင်ကိုတွေ့မြင်ရတဲ့အခြေအနေပေါ့နော်ပုံမှန်အပြင်ဆိုရင်တော့ scout တွေကတင်ပြတာပဲမြင်ရတာပေါ့အခုကတော့ဒါကစားရတဲ့အခါမှာကျွန်တော်တို့မြင်တွေ့ရတဲ့အခါမှာဒါ Ronaldo နဲ့ အဲဆိုဒန်လစ်ဘွန်နဲ့မန်ချက်စတာယူနိုက်တက်ကန်ပြီးတော့ရော်နယ်ဒိုမှွေးနောက်သွားတဲ့အချိန်မှာဖာဂူဆန်တို့ကမျက်မြင်ကိုတွေ့တွေ့ခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်ကစားသမားကမျက်မြင်ကိုတွေ့တွေ့ခဲ့ပြီးတော့ကြိုက်သွားတဲ့ပုံစံမျိုးအဲ့လိုစင်နရီယိုမျိုးဖြစ်လာနေတာပေါ့အပုံမှန်အားဖြင့်ဆိုရင်တော့ဒီဘရာဇီးယားကစားသမားတွေကောင်းတယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လောက်ကြီးဒီ report တွေအရာသတင်းတွေအရာပဲသိပြီးတော့မျက်မြင်ကိုတွေ့ပုံစံမျိုးမဖြစ်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျက်မြင်ကိုတွေ့အရာတာမျိုးပြီးတော့ဒီအတွေ့အကြုံမျိုးတော့တေချာပေါ့ရလာမယ်ပြီးတော့ပြောမယ်ဆိုရင်ဒါအာရှ၄သင်းဆိုရင်ဦးစံဟွန်တိုင်းတို့လည်းပါတယ် ပြီးတော့ AI AI ပေါ့နော် AI လို့ပါမယ်ပြီးတော့ဒီ Africa ဆိုရင်လည်းအစင်လာကြီးတွေပေါ့နော် ARL တို့ Wider Tunis ပြီးတော့ဒီတောင် Africa အသင်းတသင်းနာမည်နည်းနည်းရောနေလို့ပေါ့နော်အဲ့တော့ဒီအသင်းတွေပါတယ်ဆိုတော့အခုခုနပြောသလိုပဲဒီတကယ်ကိုကွက်တီအာဒီဥရောပဥရောပရဲ့ဒီအပြောင်းအရွှေ့ဈေးကဖွင့်တဲ့အချိန်နဲ့ကွက်တီဖြစ်မယ်သူတို့ဒီတကယ်ကိုတွေးပုံစံတကယ်အကြိုက်တွေးမဲ့ပုံစံမျိုးတွေကို ဒီသူတို့ scouting system ထဲမှာဒီ data တွေရရှိပြီးသားတောင်အမေရိကအထူးသဖြင့်တောင်အမေရိကမှာနော်စာသမားတွေ data တွေရရှိပြီးသားအမေရှိပြီးသားဟိုမှာဒီရွေးထုတ်ပေးတာလည်းရှိလိုက်မယ်အဲ့ခါအောင်မှနီးပြကိုလာရဲ့ဒီ quality ခန်းစားမှုကိုကျွန်တော်တို့ရလာနိုင်တယ်လို့ကျွန်တော်လည်းအခုတင်ပြသလိုမျိုးထင်မိတယ်ပြီးတော့တောင်တောင်အမေရိကကိုယ်တိုင်ကဒီသူတို့လည်းဒီအပြောင်းရွှေ့ခါလာအတူတူပဲအခုအပြောင်းရွှေ့ရောက်ပြီပေါ့နော်အလောဆယ်တော့ ဒီအာဂျင်တီးနားလီဆိုရင်အဖာချူရာကစားပြီးသွားပြီးကလော့ဆယ်ရာပြန်ကစားရမယ်ပေါ့နော်သူတို့ကနှစ်ခုခွဲတာတော့ဘရာဇီးကတော့အခုစနေရဲ2025ဆီဇင်သွားနေရာဒီအလယ်ရောက်တဲ့ပုံစံမျိုးဖြစ်လာမယ်ပေါ့နော်အဲ့တော့ဒီအခါမှာသူတို့ကိုယ်တိုင်လည်းဒါနောက်ထပ်တခြားသူတို့ထက်နိုင်တဲ့လီတွေကအထူးသဖြင့်ဒါပြောင်းအမေရိကလိုမျိုးပေါ့နော်သူတို့ထက်နိုင်တဲ့လီတွေကနေဒါဝယ်ယူဖို့အတွက်အခွင့်အရေးတွေအများကြီးရလာလိမ့်မယ်အဲ့တော့ပို့ပြီးတော့ကြီးရှုတဲ့အခြေအနေလေးပို့ရမယ်လို့ကျွန်တော်လည်းထင်ပါတယ်ပေါ့ဟုတ်ပါတယ်ဒါအခုဒီကမ္ဘာကလပ်ပြောင်းပွဲအနေပေါ့လေ စောင့်ကြည့်ရမယ့်အခြေအနေတခုမှဆိုရင်ဒါပြန်ဆန်မှုပြင်ထန်တဲ့ဆိုရက်အချက်တဲ့ပုံပြောမှဒါစိတ်ဝင်စားစရာကောင်းတာတော့ဘလို့ဒီဘလို့ပြောမိခဲ့ပြဖို့ကစားသမားလေးကိုပေါ်ထွက်လာမယ်ဆိုတာလေးရတယ်တကယ်ကိုဒီပြန်ပွဲအနေနဲ့ဒါစိတ်ဝင်စားစရာရှိပါတယ်ဒီပြန်ပွဲနဲ့ပတ်သက်ပြီးစီတူပါမြဲဒါဖြစ်ဆက်ပြောမှုရှိတယ်ဒါဂျွန်လ14ရက်နေ့မှာစတင်တော့မယ်ပြန်ပွဲပေါ်လေးအောက်စုအခြေအနေကတော့ဒါအမှန်တမ်းပြောမှဆိုတော့လေအတင်းကြီးတွေပဲတက်လာမှာပါဟိုအတင်းနေတာအားလုံးကြည့်ရမယ်ဆိုရင်ဘလို့ပြောမလဲ ို upset ဖြစ်ဖို့ဆိုတော့တော်တော်ကြီးကိုခဲရင်တဲ့အနေထားပေါ့ဒါအခုဒါကြည့်တော့ also a ဆိုပါမီယပ်ပေါ်တိုအဲအလီအင်တာမိုင်ဟာဒီအလီရောနည်းနည်းလေး fair ဖြစ်မယ်တော့ထင်ပါတယ်အဲ့မှာတော့ဒါပေါ်တိုတို့ဖလမီယန်စီတို့ရောကြည့်ရမှာပေါ့နော်နောက်ထပ်ဒါအုပ်စုဘီမှာဆိုတော့ PSG Atletico ဒီကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်နောက်ထပ် Buda Fuku လည်းပြီးတော့ Buda Fuku ဟုတ်တော်တော်ကောင်းတယ် Buda ဒါပြီးခဲ့တဲ့ရာသီကလည်း Buda Fuku ကဒါချန်ပီယံဖြစ်တာတယ်နော်စီးရီးမှာနှစ်ပေါင်း100ကျော်တွင်းမှာချန်ပီယံဖြစ်တာအကိုဒါအမှတ်မမအောင်ဆိုတော့ Buda Fuku ဒီအုပ်စုဘီကတော့အုပ်စုဘီကတော့ နယ်လီအချိန်နဲ့ရှိနိုင်တဲ့အနေဒါနောက်တဲ့အုပ်စုစီမှာတော့ Bayern Munich Bayern Munich ရဲ့ Oakland Oakland City နဲ့ Boca Juniors Benfica ရတော့အဓိက Boca Juniors လည်းအမှန်တမ်းပြောတော်တော်ကျနေပါပြီ Boca Juniors Argentina League မှာလည်းအခုမိနစ်3 3ထားမိတော့ဆိုရင်တော်တော်ကျနေတဲ့နေရာပါတယ် River Plate ကတော့နည်းနည်းလေးပေါ်ထွက်တာအခု Apertura မှာတော့ဒီအခု2025 Apertura ရှေ့ရှေ့ League ပေါ့နော်အဲ့တော့အမှန်တော့ဒီသူတို့ကိုယ်ဆွဲလာတာ Platinum ်ပလာတနစ်ဆိုလားပလတ်ဆိုလားအဲ့လို190အတွင်းမှာပထမဆုံးပို့ဆွဲတဲ့ပုံပေါ့နော်အဲ့တော့ဘောဂါဂျူနီယာအက်စတူဒီယန်တက်စ်ကိုဒီဒုတိယအဆင့်မှာသူတို့လည်း playoff ရှိတာဒုတိယအဆင့်မှာရှုံးသွားတာရှုံးသွားတာပေါ့နော်ဘောဂါဂျူနီယာစ်ကလည်းကာဗာနီယိုပါတယ်ဆိုပေမဲ့အဲနည်းနည်းလေးရင်းရိုင်မှုတွေများနေရလို့ဟုတ်တယ် River Plate ကတော့တောက်လျှောက်ဆိုတော့ပေါ့နော်ဟိုအဲမာဆယ်လိုကေယာဒူနီးပြခဲ့တယ်အခုတော့ပြန်ပြနေရတယ်ထင်တယ်အဲ့တော့ဒီအချိန်တွေမှာတော့ River Plate ကတော့ အစင်လေးအစင်စမ်းမပြတ်လေးရောသွားနေတဲ့ပုံစံလေးမြင်ရတယ်ဟုတ်တယ်လေးဝပလေးတော့မစိုးဘူးနော်နောက်တင်းရောဖလာမင်ဂိုတော့ပေါ့နော်ဒါချိုချင်မျိုးတို့ကြောက်သွားတယ်ဒါဖလာမင်ဂိုနောက်ချူနီးစ်ချဲစီရဲ့ဖလာမင်ဂိုကအဲ့လေးကောင်းတယ်ပေါ့ဟုတ်တယ်ဖလီဗီလူးစ်ကိုင်းနေရဟုတ်တယ်ဖလီဗီလူးစ်ကိုင်းနေအခုအဲ့ဒါမင်းတော့လည်းအကြည့်ပြတယ်သူတချို့ပိုးပွဲတချို့ရောကြည့်ပြတာပေါ့နော်ဖလာမင်ဂိုကောင်းတယ်ဟုတ်တယ်ဖလီဗီလူးစ်ကတကယ်မင်းမင်းရယ်နဲ့အဲ့လောက်ကောင်းမယ်မနာဘူးအဲ့ဒီသူနဲ့ပတ်သက်ပြီးတော့မှတရင်တချို့လည်းအခုဖတ်ရပါတယ်ဒီဖလီမင်းစ်ပေါ်သူကိုင်းပေးခဲ့တာကြောင်းလဲသွားတဲ့ဟာတွေပေါ့လေ ဒါဖီလိုမင်းစ်မှာတော့ဒါရှင်တို့အကြကစားမရင်လည်းဒါရှိပါလေဟိုရိုးကြကစားမရင်ရှိတယ်ဟုတ်ရွေရန်တောင်းတင်းတယ်ဘောဖလာမင်ကိုအသိရတော့လက်ရှိအခြေအနေမှာအဲနောက်ချယ်ဆီနဲ့ဒါဂျရူးကိုပြန်တွေ့မယ်အရှိရောဘောချယ်ဆီနဲ့ LAFC တွေ့မယ်ဂျရူးကိုနောက်ထပ်ဒါဟိုအခါတော့အခုဘူလိုရစ်တို့ဒီကစားမရင်ပြန်တွေ့မယ်ဘောနောက်အုပ်စုတစ်ခုမှာကတော့အုပ်စုအိမ်မှာတော့ဟိုအခါတော့ပြောတယ် River Plate ရဲ့ Urawa ရဲ့ Monterrey ရဲ့ Inter Milan ဒါ Monterrey မှာတော့ဒါ Ramos ရဲ့ ဒီဥဆောင်မှုတွေကိုဒါမြင်ရမှာပေါ့လေအင်တာမီတာကလည်းဘောဘချန်ပီယံလေးမှာအချက်ခွဲလာတာကိုသူပြန်ပွဲမှာတော့ပြန်ပြောမှာသိခါဆယ်နိုင်မလားဆိုတော့ဒါကြည့်ရမယ်နောက်တစ်ခါကလည်းကျွန်တော်တို့စိတ်ဝင်စားစရာကနီးပြအစ်ဖြစ်နေရပါတော့နော်နီးပြအစ်နဲ့တို့ပုံစံအစ်ကိုသွားမှာဆိုတော့ရုံးကန်မှာဒီပွဲရတော့ကျွန်တော်အမြင်ရတော့ဒါပေမဲ့ဘလူးပုံစံပြောင်းလဲဘလူး shift ပေါ့နော်အဲဒီတို့လူငယ်အသားပေးပုံစံမျိုးသွားမှာအခုဒါ preparator အတီလင်းပြောတာဆိုတော့အဲ့တော့အဲ့သွားမယ်လမ်းကြောင်းကတော့ ်ဒီရှီဝူးနဲ့စတင်တဲ့လမ်းကြောင်းကတော်တော်လေးဟိုဖြစ်မလဲဆိုတာစောစောစီးစီးကျွန်တော်မြင်ရမှာပေါ့ဗျာပုံမှန်တိုင်းဆိုတော့ယာတီစမှမြင်ရမယ်မဟုတ်ဘဲနဲ့အဲ့တော့အဲဒီလိုမျိုးအသင်းတွေအတွက်လည်းယာတီဂျိုရှိရယာတီဂျိုတခုအနေနဲ့အဲစမ်းသပ်မှုတခုအနေနဲ့တော့အကျိုးရှိနိုင်တယ်ပေါ့လေဒါပေါ့ကိုရှိနေတဲ့တည်းရမှာကဂျေဘူးရတွတ်ထားတာတခုကဒီပြိုင်ပွဲဝင်တဲ့အသင်းတွေကနောက်ယာတီကြာရင်ပွဲပန်းနိုင်တယ်ပြင်းပန်းတဲ့ခံနိုင်ရနိုင်တယ်ဆိုတော့တွက်ချက်မှုမျိုးရှိနေတယ် ခေါင်းချိုးတစ်ခုကကြတော့ဥပမာကစားသမားတစ်တွေပေါ့စီတီဆိုရင်ကစားသမားတစ်သုံးအောင်ဆိုခေါ်သွားတယ်ဒီကစားသမားတစ်တွေ ਨੇ အထိုင်ကျနိုင်မှုမကျနိုင်မှုကြောကြတော့သူတို့မှပြန်ပြောမှအကဲခတ်မှုရှိတယ်သူတို့ကတော့ဒီယာစီချိုးကိုဘယ်လိုပြောမလဲခြေစောင်းဘွဲ့နဲ့တွားရတာမို့တကယ်ကွန်ပီတီတစ်ပြန်ပွဲတစ်ခု ਨੇ ယာစီချိုးရတဲ့အတွက်ခေါင်းချိုးတွေတစ်ခုကတော့ဒါဒီပြန်ပွဲဝင်တဲ့အသင်းတွေမှာလည်းဒါရမယ်ဒီမှာဥပမာ Chelsea လိုတင်မျိုးဆိုရင်ကစားသမားတစ်တွေတောက်လျှောက်ခေါ်တယ်ပေါ့နော်ကစားသမားတစ်တွေလည်းခေါ်တယ်အဲ့ဒီထက်မှဒါမလူချင်းတဲ့ကစားသမားတွေလည်းထိုးရောက်မှုရှိတယ်ဆိုတော့ဒီပြန်ပွဲကနေသူတို့ အနေထောက်ပြန်ရှိုးလို့လည်းရတယ်ဆိုတော့ဒီကတော့ရှိုးတဲ့အကောင့်တစ်ခုဒါပြောလို့ရတာပေါ့နော်နောက်ထပ်ဒါအုပ်စုတွေပြောအောင်အုပ်စုကတော့ဖလူမီနီယာစစ်ခါတော့တော်မော်ရဲ့ဦးဆန်ရဲ့ဒါဆန်တောင်းရဲ့ဒီအုပ်စုမှာတော့အခုထင်ပါတယ်ဒီဖလူမီနီစ်နဲ့တော်မော်တို့ရဲ့အဓိကပဲသွားမယ်ထင်ပါတယ်ပေါ့နော်ဒါနောက်အုပ်စု G မှာတော့ Manchester City ရဲ့ Whitehead ရဲ့ LA ရဲ့ Juventus ရဲ့ LA ကတော့ AFC Champion ဖြစ်တဲ့နှစ်ကတော့မဆိုးဘူးဒါပေမဲ့ဒီဘက်နှစ်တွေကတော့ပြန်ကြအောင်လား LA ကလည်း ဒါအဲ့ချန်ပီယံဖြစ်တဲ့နေ့ကတော့ Crespo ကိုင်းတယ် Crespo ကိုင်းတယ်ဟုတ်တယ်ခုလက်ရှိကတော့ Crespo ကိုင်းမကိုင်းတော့အကူကိုမသိဘူး Crespo ပြီးခဲ့တဲ့ရာသီမှာတော့အရင်ကြီးခြေစွမ်းအဲ့လောက်မကောင်းတော့ဘူး Airing ကတော့လေချန်ပီယံဖြစ်တဲ့နေ့ကတော့ Yokohama Marinos ကိုလာမှုကိုပြတ်နိုင်ပြီးမှဒီချန်ပီယံဖြစ်သွားအဲ့တော့အကြတော့လေဟို sorry အသင်းတွေက ASC မှာမလွန်မိုးသေးဟုတ်တယ်အရင်မလွန်မိုးသေးတဲ့အချိန်အခုကတော့ sorry အသင်းတွေကအရင်အချိန်ရလာတော့ဟုတ်တယ်မျက်စိမိတ်ကန်အောင် sorry အသင်းတွေပဲနိုင်မဲ့အချိန်တွေဖြစ်ဖြစ်လာတယ်ဗောဟုတ်တယ်ဟုတ်တယ်ဒါတော့ City နဲ့ ဂျူပီတာတို့အဓိကရှင်ပြန်မဲ့အုပ်စုလို့ဒါပြောလို့ရမယ်ဒီမှာနောက်အုပ်စု H ကတော့ရီယဲရဲ့အဟီလဲရဲ့ပါချူကာရဲ့နောက်တော့ဆယ်ဘန်ရဲ့ဆယ်ဘန်နဲ့ရီယဲတော့ဒါချန်ပီယံလိမှာတော့ဒါမကြာခဏတွေ့တော့ဘူးလေအဟီလဲနဲ့ရီယဲပွဲအဲ့ပွဲတော့ဒါစိတ်ဝင်စားစရာကောင်းမှတင်ပါတယ်ဥရောပဒါဘယ်လိုမလဲလူငယ်လူပြနှစ်ယောက်ပေါ့လေဆင်မနီအစ္စာကူရဲ့အာရှာဘီလုံးစိုးတို့ထိတ်တိုက်ပြုမဲ့အုပ်စုဒါလေးတွေကတော့အခုဒါအုပ်စုတူတူချင်းစီပေါ့လေဟိုအုပ်စုတွေကတော့အမှန်တမ်းပြောမယ်ဆိုရင်တော့ပြိုင်ပွဲတကယ်စတင်တဲ့အချိန်ကျမှပဲ ဟိုတကယ်ဘလို့ဝါသနာရှိနေတယ်ဒီအုပ်စုမှာတော့ပညာရှင်တွေရှိတယ်ဆိုတော့ကိုယ့်ဘဖို့ပဲမြင်နိုင်မှာတင်ပါတယ်လောလောဆယ်မှာတော့ပြိုင်ပွဲတန်ဖိုးလေးလည်းနည်းနည်းလေးခုမှအစပဲဖြစ်နေတဲ့အတွက်တိတ်တော့ပြစ်ထားမိကြမှာတင်မှုဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့မှဒါစီတူဒီနောက်ဝယ်အကြောင်းတွေရောတခြားဒီဘယ်လိုပြောမလဲစကောင်းနေတဲ့ပတ်သက်တာမျိုးစီတူပြည်ပြီဆိုတော့တုတ်တက်ပြေးပါအတွက်ဂျီဂျူတူတူရှိပါတယ်ဂျီဂျူအားပေးကြတဲ့စကောင်းပိကတုံးချင်းမျိုးလည်းဂျီဂျူတူတူရှိပါတယ်ခင်ဗျာ